မြန်လာပါညရှိခွာဆာဆောင်မနှုတ်ကိုဆက်တာပါရယ်ဧပြီလ15ရက်2025ခုနှစ်အင်္ဂါနေ့ထူသားနှောက်တုတွင်ဘယ်သူသည်ဖိုင်းအလုံးကိုဆောင်းတနည်းဟုမေးတော်မူလေရှင်မတဲ့ခရူရင်ချန်အခန်းကြီး27အခန်းငယ်31အလုံးများကြည့်သော အင်္ဂါနေ့တကယ်ရှုတွင်မြေကြီးပေါ်ကနောက်ဆုံးသော အင်္ဂါနေ့သည်အမတန်မှအလုံးများသောနေ့ busy tuesday ဖြစ်ခဲ့ပါသည်ညနေမိုးတောင်းလေးရောက်တဲ့ချိန်မှစ၍ညနေမိုးချုံနေဝင်သည့်ဒီတူတင်မှုကိုပြုခဲ့ပါသည်နောက်ဆုံးသောတူတင်မှုကိုဘေးမှန်တော်တွင်အခြေယူ၍အပြည့်အဝပြုခဲ့ရာတွင်အများအပြားဥပမာတော်များနှင့်တကွာဖြစ်ပါသည်မနေ့ကကျင်းစီခဲ့သောတင်မောတဖန်မီသွေးချောင်း၍တည်သွားသည်မှစ၍ရှင်မတန်ခရွင့်ချန်ခန်းချင်းစတဲ့ခန်းငယ်ဆက်ရှင်မှစ၍အငယ်ဆုံးသောသူကိုပြုစုရာတွင်တူတင်ချန်းသည့်ရှင်မတန်ခရွင့်ခန်းချင်း25ခန်းငယ်46 ရှင်လျားစွာသောဆုံးမသူတင်ကြီးကိုတွေ့ရပါသည်။သခင်ယေရှု၏နောက်ဆုံးသောသူတင်ချက်တွင်ပါဝင်သောကြောင်းများမှာစုံလင်လာပါသည်။သခင်ယေရှု၏နောက်ဆုံးသောတနေ့တာလုံးလုံးသူတင်ခဲ့သည်များကိုရှားဖွေဖက်ရှု၏စီးပူးကြောင်းဝင်နို့ဆော်ပြစီ။သခင်ယေရှု၏လောက၌နေရှင်လှူရှားခဲ့သောအရာ၃မျိုးမှာဟောပြောခြင်း၊ preaching ၊ကုသခြင်း၊ healing နှင့် ်သူတင်ချင်းချင်းချင်းတို့ဖြစ်ကြပါသည် နောက်ဆုံးသောရသတ္တမှာတော့သူတင်ချင်းကိုအထူးဦးစားပေး၍ဥပမာနှင့်တကွာမှားချထားခဲ့ပါသည် နောက်ဆုံးသောသူတင်ချင်းဖြစ်၍အထူးရည်ကြီးသောကောင်းစင်များဖြစ်ပါသည်တခိယေရှုကသူ့ကိုချီးမြှင့်သူ၏စကားကိုနားထောင်လိုက်နိုင်ရမည်မိန်တော်မူသောကြောင့်တခိယေစကားကိုနားထောင်နိုင်မှုရာကျိုးစားရဖတ်ရှုဖို့မှာမင်းရွှေ တခါကလူတယောက်တွေသားနှစ်ယောက်ရှိပါသည်သားကြီးစီတို့သွားရင်သူဤစပြည့်ဦးရင်၌အလုံးသွားလုံးပါဟုစီခိုင်းတော်လဲညင်းဆန်ခံရသည်မသွားဘူးဖြစ်ပြီးတကယ်လည်းမသွားပဲနေပါသည် သူသားနှစ်ယောက်တွင်ပင်သူဤအဖိုင်အလူကိုရှောက်တော်သူဖြစ်ပါသည်ဟုတကီရှုကမိပါသည်ကျွန်တော်တို့သည်နှုတ်ခွတ်တော်မှာဝိလျော်ဖို့ရန်ရုန်းခံရပါ၏လောကရာများကြောင့်ဝိညာဉ်ရာများကိုညင်းဆန်ခင်းမိကြပါသည်သို့တော်လည်းသားကြီးကဲ့သို့နောက်တစ်ချိန်၌ နောင်နာရ၍သခင်၏အလိုကိုဆောင်ကြဖို့လိုပါသည်။သခင်စကားကိုနားထောင်ကြပါစို့။အားလုံးဖြာရင်ကောင်းချီးပေးပါစေ။